မန္တလေးတိုင်းဒေသကြီးရေရင်းမြစ်နှင့်မြချောင်းများဦးစီးဌာနကစကိုင်းတတိုင်းအင်းဝရီလန်းကြောင်သတိပေးထုတ်ပြန်ချက်ကိုတင်ပြပါမယ်ရှင်။စကိုင်းတတိုင်းအင်းဝသည်မန္တလေးငလင်ကြီးလှုပ်ခတ်မှုကြောင့်28ရက်3လ2025ရက်နေ့တွင်ကျိုးကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးတရားကုန်းများပျက်စီးခဲ့ကဂုံတရာအမတ်6ဂုံတရာအမတ်9နဲ့ဂုံတရာအမတ်30တို့သာစံရိတ်ခဲ့ပြီးရေလေတိုင်း9နှင့်ရေလေတိုင်း6ကြား ဂုံဒရာအမတ်6ကိုအစုံအစံဝင်ပေါက်အဖြစ်ယာယီသတ်မှတ်ပေးထားပါရရှင်။ယခုအခါကျိုးကျပျက်စီးခဲ့တဲ့ဂုံဒရာများအနံဂုံဒရာအမတ်၄နဲ့ဂုံဒရာအမတ်5တို့ကိုဆက်ရန်နေရာကြီးများ ရေရင်များဖြင့်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများဆောင်ရွက်သောအချိန်ကနေ့စဉ်၈နာရီမှ၁၂နာရီထိတစ်ကြိမ်နဲ့၁၂နာရီမှ၆နာရီထိတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ရှင်လင်းဖယ်ရှားရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရေလန်းအုံပြူရေရင်များအနေနဲ့လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့မိမိရေရင်အန္တရာယ်ကင်းရှင်းရေးအတွက်သခိုင်းတိုင်းအင်းဝရေလန်းမှာခုံပေါင်းသွားလာခြင်းမပြုလုပ်ဘဲဘေးကင်းရာနေရာမှာရန်နာဆောင်ဆိုင်ပြီးရှင်လင်းဖယ်ရှားရေးလုပ်ငန်းများရန်နာချိန်မှသာမိမိရေရင်အားလူရသူဆက်လက်ထွက်ခွာကြပါရန်နဲ့မန္တလေးငလင်ကြီးတန်းထိခိုက်ထားပြီးဖြစ်သောဂုံတရာအမှတ်6အောက်မှဖြတ်တန်းသောအခါ အထူးကူပြုသွားလာခုံမောင်းကြပါရန်ရေလန်းတရီပေနိုးစော်ချက်ထုတ်ပြန်ထားပါတယ်ရှင်။